ခန်းနာတဲ့နန်းတော်ကြီးမှမနေဘဲအရေးတာမှနေတဲ့သူကဘာပေါ်ကအင်အားကြီးအဖွဲအစည်းတွေကိုစိန်ခေါ်ရဲတဲ့သူဘီလီယံနဲ့ချီတဲ့လူတွေအတွက်မျောလင်းချက်တွေကိုတင်ဆောင် ပေးတဲ့သူတဦးဖြစ်တဲ့ပုံရံမင်းကြီးဖရန်စစ်ကပြီးခဲ့တဲ့21ရက်နေ့ဥရောပအချိန်9နာရီ35မိနစ်မှာပဲကွယ်လွန်သွားခဲ့ပါပြီဒီတော့အခုဗီဒီယိုထဲမှာရိုမန်ကက်သလစ်ဘာသာဝင်တွေအထွတ်မြတ်ချားရတဲ့ပုံရံမင်းကြီးရဲ့ဘဝအကြောင်းပုံရံမင်းကြီးအုပ်ချုပ်တဲ့ဗာတီကန်နိုင်ငံအကြောင်း ုတ်ရဟန်းမင်းကြီးရဲ့လေးစားစရာတမိုင်းကြောင်းတွေအပြင်ကိုတခြားပုတ်ရဟန်းမင်းကြီးနဲ့ပတ်သက်တဲ့ဗဟုသုတရစရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပုတ်ရဟန်းမင်းကြီးဆိုတာကရိုမန်ကက်သလစ်ဘာသာဝင်တွေတလေးတစားယုံကြည်ကိုးကွယ်ရတဲ့သူတစ်ယောက်ဖြစ်ပြီးတော့တရားမျှတတဲ့လူပောင်ဝင်စဉ်တစ်ခုဖြစ်ဖို့နဲ့စင်ရဲမွဲတေမှုတွေအပေါ်မှာစာနာထောက်ထားမှုတွေကြောင့်မလို့နာမည်ကြီးတဲ့သူတစ်ယောက်ပါ။ပြီးတော့ငြိမ်းချမ်းမှုကိုလည်းလိုက်စားတဲ့သူတအိုးဖြစ်တာကြောင့်မလို့ဟောလိဝုဒ်တစ်ခုမှာဆိုရင် ထောင်သားတွေနဲ့မွဆလင်တွေရဲ့ခြေထောက်တွေကိုစေကြောတန်းဆင်ပေးပြီးတော့သူကိုယ်တိုင်နန်းခဲ့တာမျိုးလည်းလုပ်ခဲ့ဘူးတဲ့သူတို့ဖြစ်ပါသေးတယ်။ဒါကပုံရံမင်းကြီးတပားအနေနဲ့ဘလို့မှမဖြစ်သင့်ဘူးလို့တော့သတ်မှတ်လို့ရတဲ့လောက်ရက်တစ်ခုပါ။ဒါပေမဲ့ပုပ်ဖရန်စစ်ကတော့ဒီလောက်ရက်ကိုလူမြင်ကွင်းမှာလောက်ပြခဲ့ပြီးတော့သူ့ရဲ့လူတွေပေါ်မှာတံမိုးထမှုနဲ့အသိဖွဲဒါမှမဟုတ်လူမျိုးစုတစ်ခုကိုအတိမတ်ပြုတဲ့အကြောင်းတွေကိုဖော်ပြခဲ့တဲ့သူတို့ပဲဖြစ်ပါတယ်။ဒါရင်မဟုတ်သေးပဲနဲ့ပုံဟန်မင်းကြီးဖရန်စစ်က ။စင်ရဲသားတွေနေတဲ့ရက်ွက်တွေအထိကိုသွားလှည့်တာမျိုးတွေလည်းလှုပ်ကြပြီးတော့သူသတင်းသုံးတဲ့ရုံကန်းထဲမှာဆိုရင်တန်မိုးကြီးပစ္စည်းတွေထားဖို့ကိုတော့လက်မခံတဲ့သူလည်းဖြစ်ပါသေးတယ်။ဒီတော့ပိုရဟန်းမင်းကြီးရဲ့ဘဝအကြောင်းကိုဆက်လိုက်ကြရအောင်။ပိုရဟန်းမင်းကြီးကို1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးကွယ်လွန်သွားတဲ့အချိန်မှာတော့အသက်88နှစ်ရှိပြီပဲဖြစ်ပါတယ်။ပုပ်ဖရန်စစ်ဆိုတဲ့နာမည်နဲ့ဩဇာအာဏာရှိတဲ့သူတအူဖြစ်မလာခင်က သူရဲ့နာမည်ကဂျောမာရီယိုဘာဂိုဂလီယိုဖြစ်ပြီးတော့အာဂျင်တီးနားနိုင်ငံရဲ့အကြီးဆုံးမြို့တော့ဘွန်းနိုအေရီစ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။အိုယဟမင်းကြီးဆိုတဲ့ဘဝကိုမရောက်ခင်မှာသူ့မှာမောင်နှမ၅ယောက်ရှိပြီးတော့ဖရန်စစ်ကတော့အကြီးဆုံးသားတစ်ယောက်ပါ။ဒါပေမဲ့သူ့အသက်6နှစ်အရွယ်ကိုရောက်တဲ့အချိန်မှာ Wilfred Baron The Los Santos Angeles က Celestian of Don Bosco ဆိုတဲ့အကြောင်းမှာတက်ခဲ့ပြီးရဲ့နောက်ပိုင်းမှာဓာတ်ရုပ်ပြရကျွမ်းကျင်တဲ့ပွဲရခဲ့ပါတယ်။ ဒီလိုပွဲမျိုးရဖို့အတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ရင်းနဲ့ကြောင်းတက်ခဲ့ရတာပါ။သူရဲ့အလုပ်တွေထဲမှာ night club မှာတကားဆောင်လုပ်ခဲ့ရတဲ့အလုပ်တောင်ပါပါတယ်။ဟုတ်ပါတယ်။တကဘာလုံးကလေးစားကိုးကွယ်ရတဲ့ပုံဟန်မင်းကြီးကလည်းတစ်ချိန်က night club ကဝန်ထမ်းလုပ်ခဲ့ပူပါတယ်။နောက်ပိုင်းသူအသက်20နှစ်ကိုရောက်တဲ့အခါမှာဆိုရင်နမိုနီယာရောဂါနဲ့အကျိတ်တွေကြောင့်မလို့သူရဲ့ညာဘက်အဆုတ်တစ်ဖက်ကိုဖျက်ထုတ်ခဲ့ရတာမျိုးတွေလည်းကြုံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ပဲ1958ခုနှစ်ကိုရောက်တဲ့အချိန်မှာဂျွန်မာရီယိုဘာဂိုဂလီယိုဆိုတဲ့သူကနေပုပ်ဖရန်စစ်ဆိုတဲ့ပုပ်ရဟန်းမင်းကြီးဖြစ်လာဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ဖရန်စစ်ကနွေရာသီပိရက်တရက်မှာချက်ချောင်းကိုဆူတောင်းဖို့သွားတဲ့အချိန်မှာခရီးရန်ဖုံတော်ကြီးတွေကိုတွေ့ပြီးတော့အယံကိုကြီးညိုခဲ့ပါတယ်။အဲဒါကြောင့်ပဲဂိုင်းချုပ်ဖုံတော်ကြီးတွေစီမှာဘာသာရေးပိုင်းကိုလေးလာခဲ့ပြီးတော့သုံးနှစ်ကြာပြီးရဲ့နောက်မှာတော့ Society of Jesus ဆိုတဲ့ရှေးဟောင်းဘာသာရေးဂိုင်းတွေကိုဝင်ခဲ့ပါတယ်။ ဆဆိုင်ယတီရောဂျီဆက်ကိုနောက်တနည်းအနေနဲ့ဂျက်ဆွတ်လို့လည်းခေါ်ကြပါသေးတယ်။ဒီဂျက်ဆွတ်ဆိုတဲ့ဘာသာရေးခိုင်းကြီးက1940ခုနှစ်ကလေးကပုပ်ပေါ်တရဲ့ဖွံ့ဖြိုးချက်နဲ့တည်ထောင်ခဲ့တဲ့ရောမအခြေစိုက်ဘာသာရေးအသင်းကြီးတစ်ခုပါ။ပုပ်ပေါ်တဆိုတာကလည်းတခြားသူတော့မဟုတ်ပါဘူး။ကက်သလစ်ချက်စ်ကိုစပြီးတော့မှတည်ထောင်ခဲ့တဲ့ပုပ်ယဟန်မင်းကြီးတပားပဲဖြစ်ပါတယ်။အဲ့လိုကနေပြီးတော့မှဂျက်ဆွတ်အသင်းနဲ့ရောက်ပြီးတဲ့အချိန်နောက်ပိုင်းသိမ့်မကြသေးခင်ပါပဲ။ ကောင်မလေးတယောက်ကိုသဘောကျမိတာကြောင့်မလို့သူ့ရဲ့ဘာသာရေးလမ်းကြောင်းတော်မှပြက်ရမလို့ဖြစ်ဘူးတယ်လို့ပုံရဟန်းမင်းကြီးကပြောပြပူပါတယ်။ပုံရဟန်းမင်းကြီးကလည်းကျမတို့တွေလိုပဲအချက်မှကြရှုံးမှုပါရဲ့နော်။ဒါပေမဲ့ဂျက်ဆွတ်အဖွဲ့ဝင်ဖြစ်ကစားအချိန်ဖြစ်တာကြောင့်မလို့စန်တီယာဂိုမှာ Humanity လူသားချင်းစာနာထောက်ထားမှုဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်။အဲ့လိုနဲ့1960ခုနှစ်မတ်လ12ရက်ကိုရောက်တဲ့အချိန်မှာတော့ Jesus အဖွဲ့ကြီးရဲ့တရားဝင်အဖွဲ့ဖြစ်တဲ့စံတစ္ဆာခံယူခဲ့ပါတော့တယ်။ ဇက်ဆွတ်အဖွဲ့ကြီးရဲ့တရားဝင် အဖွဲ့ဝင် ဖြစ်ပြီးနောက်ပိုင်း1960ခုနှစ်ကနေ1996ခုနှစ်တွေအတွင်းမှာဇက်ဆွတ်အဖွဲ့ဝင်အနေနဲ့လွတ်ကျက်ဘာသာတွေကိုလေ့လာပြီးတော့မှရာဒူးတစ်ဆင့်ပြီးတစ်ဆင့်တက်လာခဲ့ပါတော့တယ်။လွန်နေပဲ1996ခုနှစ်ကိုရောက်တဲ့အချိန်မှာ Francis က Jazz Aqua ရဲ့ Provincial Superior ဆိုတဲ့ရာဒူးကိုရားနေပါပြီ။ ဒီရာထူးကိုရောင်းနေတဲ့အချိန်မှာ Francis က philosophy, psychology, theology နဲ့ spiritual ဘိုင်းတွေမှာကျွမ်းကျင်တဲ့သူတစ်ယောက်လည်းဖြစ်နေပါပြီ။အဲဒီနောက်ပိုင်းမှာဆိုရင် Francis က1986ခုနှစ်ထိ6နှစ်ကြာအောင်လို့ဆမ်မီကဲမှာဘာသာရေးတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ဒီတာဝန်ထမ်းဆောင်မှုအပြီးမှာ Jesus ကဆရာတော်တစ်ပါးဖြစ်တဲ့ Peter Hans Coben Bach ထောက်ခံမှုကြောင့် Jesus အသင်းကြီးရဲ့တစ်ကမ္ဘာလုံးဆိုင်ရာလူမှုပအဝင်ခြင်းတရားမျှတမှုအပိုင်းမှာခန့်ခံခဲ့ရပါတယ်။ ဒါကသူ့ရဲ့ဘာသာရေးပေါ်ယုံကြည်တတ်ဝင်မှုနဲ့သာသနာပေါ်မှာအလေးထားမှုတွေကြောင့်မလို့အခုလိုမျိုးယာရုကိုခန့်ချင်ခန့်ခဲ့ရတာပါအခုလိုတဆင့်ပြီးတဆင့်ယာရုတွေတက်လာခဲ့ရကနေ1992ခုနှစ်နောက်ပိုင်းကိုရောက်တဲ့အချိန်မှာတော့ Bueno Aires ရဲ့ Auxiliary Bishop ဆိုတဲ့နေရာကိုရောက်လာခဲ့ပါတော့တယ် Auxiliary Bishop ဆိုတာကဘုန်းတော်ကြီးတွေရဲ့ဘေးကနေပြီးတော့မှနေတဲ့လက်ထောက်ဘုန်းကြီးယာရုပဲဖြစ်ပါတယ် 1969ခုနှစ်မှာဘွနိုအေရီစ်မျိုးရဲ့လက်ထောက်ဂိုင်းချုပ်ဆရာတော်ဖြစ်ခန့်ခန့်ခဲ့ရပြီးတော့အန်တိုနီယိုခွာရာစီနိုကွဲလွန်ပြီးတဲ့နောက်1998ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာမက်ထရိုပိုလီတန်ဂိုင်းချုပ်ဆရာတော်ဖြစ်လာခဲ့ပါတော့တယ်။နောက်ပိုင်း1998ခုနှစ်နိုဝင်ဘာလ6ရက်ကိုရောက်တဲ့အချိန်မှာဘွနိုအေရီစ်မျိုးရဲ့ဂိုင်းချုပ်ဆရာတော်ဖြစ်တာဝန်ထမ်းဆောင်ရင်းနဲ့ဖရန်စစ်ကအာဂျင်တီးနားကအရှိဖလန်ခရီးရန်များအတွက်ပါမန်ဆရာတော်ဖြစ်ထပ်ပြီးတော့မှခန့်ခန့်ခဲ့ရပါတယ်။ 2000ခုနှစ်မှာတော့ Francis က1982ခုနှစ်မှာ Argentina တော်လှန်ရေးဆရာနာရှင်စနစ်ကိုစန့်ကျင်ခဲ့တာကြောင့်မလို့ဖုံးကြီးအဖြစ်ကနေဆိုင်းငံ့ခံခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ Geronimo Podesta နဲ့ပြန်ပြီးတော့မှတင်းမြက်ခဲ့တဲ့တဦးဒီသောဖျားเจ้าရာရှိလည်းဖြစ်ပါသေးတယ်။၂000ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ကာဂျီနဲ့အဆင့်ကိုမြင့်တင်ခံခဲ့ရပြီး Francis က Buenos Aires မြို့ရဲ့ဂိုင်းကျောက်ဆရာတော်ဖြစ်ဆက်လက်ထမ်းဆောင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့2023ခုနှစ်ကိုရောက်တဲ့အချိန်မှာပိုယဟန်မင်းကြီးအဖြစ်ရွေးကောက်ရှင်ပြိုင်တဲ့အချိန်မှာအနိုင်ရခဲ့ပြီးတော့ဘွဲနာမည်ကို Francis ဆိုပြီးတော့မှရွေးချယ်ခဲ့ပါတယ်။ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းက Saint Francis ရဲ့နာမည်က Francis ကိုယူပြီးတော့မှငြိမ်းချမ်းမှုတဘာဝတရားနဲ့စင်းရဲမှုတွေကိုတံမိုးထားတဲ့အကြောင်းကိုစားပြုခြင်းလို့ပဲဖြစ်ပါတယ်။ ဒါတွေကြောင့်မလို့ဘူဟန်မင်းကြီးဖရန်စစ်ကပထမဆုံး Jesus အဖွဲ့ဝင်ပုတ်အမေရိကရဲ့ပထမဆုံးပုတ်နှစ်ပေါင်း1900ကျော်အတွင်းမှာ ပထမဆုံးဥရောပသားမဟုတ်တဲ့ပုတ်ဆိုတဲ့ဂုံပုတ်တွေနဲ့ပုတ်ဖရန်စစ်ဆိုပြီးတော့မှဖြစ်လာခဲ့ပါတော့တယ်ဒီတော့ဘူဟန်မင်းကြီးအကြောင်းကိုပြန်သွားလိုက်အောင်ဒီလိုဂုံပုတ်တွေကြောင့်ပဲပုတ်ဖရန်စစ်ကဗာတီကန်မြို့တော်ရဲ့ဩဇာအရှိဆုံးတူတူဖြစ်လာခဲ့ပါတော့တယ်ဒါရီမကသေးပဲနဲ့တကဘာလုံးမှာရှိတဲ့တိတိတမ3ဘီလီယံနီးပါးရှိတဲ့ ကက်သလစ်ဘာသာဝင်တွေအပေါ်မှာလည်းဩဇာလွှမ်းမိုးမှုကရှိပါတယ်။ဘုရားဟန်မင်းကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာနောက်ထပ်ယာရုရဲ့နာမည်တွေလည်းအများကြီးရှိနေပါသေးတယ်။အဲအရာတွေကတော့ Bishop of Rome, Vicar of Christ, Successor of Saint Peter နဲ့ Sovereign of Vatican City State ဆိုတဲ့နာမည်တွေပဲဖြစ်ပါတယ်။ဒီကုံဘုတ်တွေကပုံရဟန်းမင်းကြီးတယောက်တည်းပိုင်တဲ့အရာတွေပါပြောရမယ်ဆိုလို့ရှိရင်ဒီခေါင်းစဉ်တွေကပဲပုံရဟန်းမင်းကြီးကိုကမ္ဘာပေါ်ကအသေးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဗာတီကန်နိုင်ငံရဲ့ခေါင်းဆောင်တော်ဖြစ်လာစေတာပါ နောက်ပြီးတော့ပုတ်တပားဖြစ်ပြီဆိုတာနဲ့ချက်ကြောင်းတွေနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပြောင်းလဲတာဖေရှားတာတွေကိုလုံလို့ရတဲ့အပြင်ကိုဘာသာရေးပိုင်းဆိုင်ရာတွေမှာလည်းနောက်ဆုံးနဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုပုံရဟန်းမင်းတွေကပဲချမှတ်ရတာပါနောက်ထပ်ထူးခြားတာတစ်ခုကတော့ဗာတီကန်နိုင်ငံရဲ့အစိုးရပိုင်းဆိုင်ရာတွေမှာလည်းဩစာအာနာရှိပြီးတော့နိုင်ငံပိုင်ဗာတီကန်ဘဏ်တွေကိုထိန်းချုပ်နိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့ဒီလိုလုံပိုင်ကွင်းအပြေအဝါရှိပေမဲ့ပုံရဟန်းမင်းကြီးတွေက အာနာလွမ်းမိုးဖို့အတွက်အသုံးချတာမျိုးမဟုတ်ဘဲနဲ့ပြန်လဲပုံဖော်ဖို့ဒါမှမဟုတ်ငိမ့်ချမ်းဖို့နဲ့လမ်းညွန်ပေးဖို့အတွက်ကိုပဲအသုံးချကြတာပါဒါဆိုရင် အခုပြောပြသွားတဲ့အကြောင်းကိုနားထောင်ရင်းထဲမှာပုံဟန်မင်းကြီး Francis ကဘလောက်တောင်မှကြီးကျယ်ခမ်းနားတဲ့သူဖြစ်လဲဆိုတာကိုသိတော့ကြပြီလို့ထင်ပါတယ်အခုလိုမျိုးကြီးကျယ်ခမ်းနားတဲ့သူကသူ့ရဲ့အသက်88နှစ်ပုံဟန်မင်းဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ12နှစ်ပြည့်တဲ့အချိန်မှာနှလုံးသွေးကြောပေါက်ပြီးတော့မှ ဆုံးပါသွားခဲ့ပါပြီ။